ကယ်လို့မြမာတွေကမြမာပြူတကယ်မချစ်ကြဘူးဗျကိုကိုဂျိုးစီပွားအတတ်တော့မြမာပြူချစ်တယ်လို့လိမ်နေကြတဲ့လူလိမ်နေပုံများပါတယ်အဲ့ဒီထက်မှခမည်းမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးပြောမှာကဒီထိုင်းရကိစ္စနဲ့စပြောမယ်ထိုင်းမှာရောက်နေတဲ့မြမာတွေနဲ့ပတ်သက်ပြီးပြောပါမယ်ထိုင်းမှာရောက်နေတဲ့မြမာတွေရဲ့နှစ်ဦးကိစ္စပေါ့နှစ်ဦးကိစ္စနဲ့နောက်ထပ်ဆက်ဆက်ကိစ္စပေါ့ဆိုတော့ထိုင်းရောက်တဲ့မြမာနှစ်ဦးကံမကောင်းစွာဖြစ်ပေါ့နော်ဟိုဒီထိုင်းမှာရှိတဲ့ပလိုင်း ပလိုင်ဖရားဆိုတဲ့မြို့နယ်ပေါ့နော်ကရာပီပီနယ်ပလိုင်ဖရားဆိုတဲ့မြို့နယ်မှာလွတ်လုံနေတဲ့အဲမှာစားအုပ်စီကုန်းကြီးကလွတ်လုံနေတဲ့မြန်မာနိုင်ငံသားဒင်းရပေါ့နော်အဲ၃ဦးပေါ့၃ဦးကဘာလို့လဲဆိုတော့အဲ့ဒီအဲ့စားအုပ်စီကုမ္ပဏီတခုရဲ့ဓာတ်ရုပ်ရေကန်ပေါ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလုပ်တာတန်ရှင်းလုပ်ရင်းနဲ့နော်တန်ရှင်းလုပ်ရင်း၃ဦးကအဲ့ကန်ထဲမှာရှိတဲ့အဲ့ဓာတ်ရုပ်ရေကန်ကိုတန်ရှင်းလုပ်နေတဲ့ဓာတ်ငွေအစိတ်ချွေအစိတ်ငွေတွေရှူးမိတာပေါ့ဗျာပြောချင်တာတော့စားအုပ်စီရဲ့ဓာတ်ရုပ်ရေကန်တွေကရေကန်တွေကဟိုတန်ရှင်းရေကန်ကိုတန်ရှင်းလုပ်တာအစိတ်ငွေတွေရှူးမိသွားတာ ရှုမိပြီးတော့မြန်မာလူသား3ဦးတည်းက2ဦးကတော့2ဦးကတော့တိတ်ဆုံးသွားပါတယ်။တဦးကတော့ပြင်းထန်တမ်းရရှိသွားတယ်လို့ဖြစ်စဉ်ဖြစ်သွားတယ်။အဲ့ဒါဒီကနေ့နေ့လယ်ပိုင်းမှာဖြစ်သွားတယ်လို့သိရတယ်။အဲ့တော့ပြောရရင်တော့စာအုပ်စီကုမ္ပဏီမှာလုံလုံနေတယ်ဆိုတော့ထိုင်းနိုင်ငံမှာလုံလုံပြီးတော့သူတို့လည်းကိုယ်ဝန်သာရှာကြတယ်။ကျွန်တော်တို့ဗျာဒီကိုယ်ကုမ္ပဏီမှာဝန်သာရှာရင်ကရုံးလုပ်ငန်းလုပ်မယ်၊တန်ရှင်းလုပ်မယ်၊အာထုံထမ်းတဲ့လူလုပ်မယ်၊မျိုးစုံပေါ်ပုံစံမျိုးလုပ်ကြလိမ့်မယ်။ဒါပေမဲ့ဒီဓာတ်ရုပ်ရေကန်တန်ရှင်းလုပ်ရတဲ့လူကြီးတယောက်ကဘဝက တနာဖို့ကောင်းတယ်ပေါ့ဘာလို့လဲဆိုခင်ဗျားဆိုင်ဓာတ်ဥပစ္စည်းတွေကိုတွားပြီးတန်ရှင်းလောက်ရတယ်ဆိုတာဘယ်တော့အစိတ်သိမ့်နိုင်လဲပေါ့နော်အဲ့ဒီဂျားတွေကတူတူတို့မိသားစုဝန်ကြီးအတွက်သူ့ဘဝဝန်ကြီးအတွက်စူးစမ်းမသားလောက်ကြရင်လည်းမြန်မာသုံးဦးတွေကနှစ်ဦးကတော့ဓာတ်ဥအစိတ်ငွေတွေရှူပြီးတော့ရှူမိပြီးတော့ဒေသွားတယ်တဦးကတော့ပြင်းထန်တန်းရပြီးဆေးရုံရောက်သွားလို့သိရတယ်ဆိုတော့အဲ့ဒီကန်ထဲမှာ hydrogen sulfide လို့ခေါ်တဲ့အန်ရရှိတဲ့ဓာတ်ငွေတွေရှိနေတယ်တဲ့အဲ့ဒါကိုမြန်မာလုံသားသုံးဦးကတော့မသိဘူးဗျာဆိုတော့ဒီလုံမျိုးကိုမြန်မာလုံသားတွေမလို့လုပ်တယ်ထိုင်းဆိုလုပ်ပါမလားဆိုတော့မေးကွန်း ။ထိုင်းကဒီလိုမျိုးတွေသူ့နိုင်ငံသားခိုင်းရမဟုတ်ဘူး။မြန်မာတွေကိုခိုင်းနေ။ဘာကြောင့်လဲဆိုတော့မြန်မာတွေကဆင်းရဲတဲ့အခါကျတော့မြန်မာတွေကနိုင်ပါတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံသားတွေကိုပဲခိုင်းနေ။ထိုင်းနေမလုပ်တဲ့အလုပ်ကိုမြန်မာတွေလုပ်ရတယ်ဆိုတော့အဲ့ဒါပြောတာ။အဲ့တော့ကျွန်တော်ဒါကိုကြားရင်စိတ်ထဲမကောင်းတာကိုယ့်နိုင်ငံသားတွေပါ။အဲ့ဒီသုံးဟာဆိုကြပါဦးအဲ့ဒီသုံးဟာအနီးဖြစ်ဖြစ်မယ်အစိမ်းဖြစ်ဖြစ်မယ်အဝါဖြစ်ဖြစ်မယ်အပြာဖြစ်ဖြစ်မယ်စစ်တပ်မုန်းတဲ့သူဖြစ်ဖြစ်မယ်ကျွန်တော်မုန်းတဲ့သူဖြစ်ဖြစ်မယ်အဲဘု து ဘု து ဘာဖြစ်လို့ဖြစ်ဖြစ်မယ်ဘု து ကိုဘယ်လိုလုပ်တဲ့သူပဲဖြစ်ဖြစ် ကျွန်တော်မြန်မာတွေဖြစ်တဲ့အတွက်ကျွန်တော်စိတ်မကောင်းဘူးကြားရတာလောကဒီစင်းကြားရတာလောကစိတ်မကောင်းဘူးထိုင်းမှာမှကြားရတယ်တရင်ပေါ့စိတ်မကောင်းပါဘူးအဲ့တော့ကောင်းတဲ့ဒုက္ခရီလာဖို့ဆူတောင်းပေးပါတယ်အဲ့တော့ကော်ပိုရိတ်ဘက်ကတာဝန်ရှိသူတွေကတော့ဒီမြန်မာတော့အစိတ်တင်ပြီးတော့ဒါတို့ရင်ခန်းထဲမှာအစိတ်တင်ပြီးတော့အစိတ်ငွေယူပြီးတော့တေးလို့ပဲဖြစ်တဲ့အချိန်မှာကြားတဲ့အချိန်မှာချက်ချင်းသူတို့မိသားတက်ဖို့ဝင်နေကယ်ဆယ်ဖို့ရတယ်တဲ့ကဲပါတယ်ဒါပေမဲ့ကန်ဆိုးစွာဖြစ်မယ်ဒီဓာတုကန်နေမြန်မာလူသားတွေအပေါ်ဆွဲတင်တဲ့အခါကျိုးနဲ့ဆွဲတင်တဲ့အခါမှာအသက်22နှစ်အရွယ်မြန်မာလူသားတူတို့အရင်ဆုံးကယ်တင်နိုင်ခဲ့တယ်တဲ့ဒါပေမဲ့လည်း ဆေးရုံပို့ဆောင်ပေးနိုင်ခဲ့ပြီမြန်မာ24နှစ်အရွယ်နဲ့25နှစ်အရွယ်မြန်မာလူသားနှစ်ယောက်ကိုတော့နှစ်ဦးစလုံးတည်ဆုံးနေတဲ့ချိန်ကကဲလို့ရတယ်ကဲကဲသူတို့ကဲပြီးတဲ့ချိန်မှာတည်ဆုံးနေပြီတဲ့ဆိုတော့ဒါနဲ့ပတ်သက်ပြီးရတဲ့ဖွဲ့ဝင်တွေကတော့လှုပ်ဆက်ရှက်လို့လှုပ်နေတော့ဗျာမြူကြီးကြီးကလှုပ်နေတယ်ပေါ့ ဒါပေမဲ့ကုမ္ပဏီနေတဲ့ကဒီမြန်မာလုပ်သားရဲ့ပတ်သက်ပြီးဘာလို့ပေးမလဲမေးခွန်းပေးရင်တော့အချိန်တိုင်းရောကြီးပေးမယ်ဒါနဲ့ပြီးတော့ပေါ့နော်ရောကြီးပေးမယ်နှစ်နာကြီးပေးမယ်မိသားစုဝင်တွေခေါ်ပေးမယ်သက်ဆိုင်မိသားစုဝင်တွေအဲကြံခဲ့တဲ့မိသားစုဝင်တွေကသူတို့ဒီသက်ဆိုင်တဲ့သူတွေမိသားစုဝင်အလောင်းတွေလာကြည့်မယ်လာယူမယ်တဲမယ်ဒါမှမဟုတ်လည်းမိသီဂျိုပဲပေးရင်ရောကြီးပေးမယ်ဒါနဲ့ပဲပြီးတော့ပေါ့ဒါပေမဲ့ဒီလိုနဲ့ပဲဘဝတစ်ခုဆုံးသက်သွားတယ်ပေါ့မြန်မာတစ်ယောက်ရဲ့ဘဝမြန်မာနှစ်ယောက်ရဲ့ဘဝပေါ့ဆုံးသက်သွားတယ်ဆိုတော့ဒါလေးကကြားရတော့စိတ်မချမ်းသာတဲ့တဲ့တစ်ခုဖြစ်နေပေါ်ပြပေးတာပါနောက်တစ်ခုကအထိုင်းမှာရောက်နေတဲ့မြန်မာတွေကဒီကိစ္စရင်လာဆိုတော့အထိုင်းမှာရောက်နေတဲ့မြန်မာတွေတော်တော်များ အခုနောက်ပိုင်းမှာသတိမထားမိလို့ဖြစ်နေတဲ့ပြဿနာတွေအကြီးကြီးတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာလူသမားတွေရဲ့ data အချက်အလက်တွေကိုအသုံးချပြီးတော့ကြားဖြတ်နေတဲ့ဘဏ်ကောက်နေတဲ့တွားပြီးချိတ်ဆက်လိုက်တဲ့ဇလန်တွေအကြီးကြီးဖြစ်နေပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြီးကြီးဖြစ်နေတယ်ဒါလည်းမြန်မာတွေအထူးသတိထားရမယ့်ကိစ္စပါဘာလို့ဆိုတော့ကျွန်တော်ဒါမျိုးကိုကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်ဒီနှစ်စောပိုင်းလောက်ကလည်းတစ်ခါနှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ်နှစ်ခါလောက်ပြောဘူးတယ်လို့ကျွန်တော်မှတ်မိတယ် ဟိုရာနှုန်းပြည့်အတိအကျမဟုတ်တော့ဒါမျိုးပုံစံနဲ့တပုံစံနဲ့ဒီဘက်တူတဲ့အကြောင်းအရာတွေကျွန်တော်ပြောဥပါတယ်မြန်မာလူသမားတွေရဲ့အချက်အလက်တွေကိုယူပြီးတော့ဘဏ်ကောက်နေဖွင့်တယ်အဲ့ဒီမှာကြားဖြတ်နေဖြစ်ကုန်တယ်မြန်မာလူသားတွေကတရက်ဝင်ငွေတစ်လဝင်မှာဒေါ်လာဘတ်တစ်သောင်းကျော်လောက်ရှိတာသူ့အကောင့်ထဲမှာသွားဆက်တာဘတ်တစ်သန်းနှစ်သန်းနေဖြစ်နေရမျိုးတွေဘယ်လိုတွေရောက်လာမှမသိတဲ့ပတ်စံတွေရောက်နေပြီးတော့အကောင့်လုံးနေထိုင်နေအဆွဲစီခံရတဲ့ဟာမျိုးတွေပေါ့သွားဖမ်းလိုက်တဲ့ခါကျတော့မြန်မာလူသမားတွေဦးဦးအတန်းနဲ့ဘာမှမသိဘူးအဲ့သူအကောင့်ရှိလားဆိုတော့အဲ့ကောင်သူ့ကောင်လည်းမဟုတ်သူ့ပုံသူ့နာမည်သူ့ရဲ့ပတ်မှတ်ပုံနဲ့ချက်လက်ဆိုတော့မှန်တယ်ဒါပေမဲ့သူ့ဟာမဟုတ်ဘူးသူဖွင့်ထားတာလည်းမဟုတ်ဘူး အဲ့လိုမျိုးနဲ့အလိမ်ကမ်းဖြစ်စေအများကြီးရှိရဲဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်ပြောခဲ့ဖူးတယ်အဲ့ဒါမျိုးကထိုင်းမှာလည်းမဟုတ်မြန်မာပြည်မှာလည်းရှိနေတယ်မှတ်ပုံတင်လေးတပုံမှတ်ပုံတင်လေးနဲ့လူပုံတပုံရဲခံလိုက်တာပြီးလည်းပြအဲ့လူရဲ့အကောင့်ကြီးဘန်နေမှာရှိနေတယ်ပြီးရင်အဲ့လူရဲ့အကောင့်ကြီးဘန်နေမှာရှိအဲ့ပတ်စံတွေကဘာတွေမှမသိတဲ့ငွေတွေတရားမဝင်ငွေမဲတွေမျိုးစုံဝင်ချလာပြီးတော့အဲ့လူဟိုလူမျိုးတပ်ဖို့အနေနဲ့စုံစမ်းဖော်ထုတ်ပြီးလိုက်တဲ့ခါကျတော့ဟိုရွာကြီးရွာကြီးထဲမှာဘာမသိညာမသိအဖိုးကြီးဖွားကြီးဖြစ်နေဖြစ်နေတာတခါတလေအဲ့ဒါဘာလဲဆိုတော့ဒီကြားဖြန့်တွေရဲ့တမျိုးပဲကြားဖြန့်ခွဲရတဲ့တမျိုးပါအခုထိုင်းမှာဖြစ်သွားတာအဲ့ဒါ ထိုင်းနိုင်ငံနခွန်ပထုံခရိုင်ဗန်လင်မြို့ဗန်ပလာဆိုတဲ့ကြေးရွာမှာလွတ်လုံနေတဲ့မြန်မာလူသမားတွေအဲ့ဒီလူသမားတွေရဲ့စာရဆရာတွေကိုဗန်စီရင်ဖွင့်ပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေအဲ့ဒီလုပ်နေတဲ့ပွဲသားတွေကိုထိုင်းအထုဆောင်ဆိုင်ရေးတပ်ဖွဲ့ CIB ကနေပြီးတော့ဖမ်းဆီးလိုက်တယ်လို့သိရတယ်နော်ဖမ်းဆီးလိုက်တယ်လို့သိရတယ်အဲ့ဒါကမနေ့ကတော့ဖမ်းတာဖမ်းဆီးခဲ့တဲ့ပွဲသား2ဦးကအမ်စဟာရတ်နဲ့နတ်တဖုန်ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တဲ့သူတို့ကဘာလဲဆိုတော့မြန်မာလူသမားတွေရဲ့ work permit တက်တန်းတိုးဖို့လုပ်ဖို့အတွက်အနှံထားတဲ့စာရဆရာတွေကိုအသုံးချပြီးတော့ဗန်စီရင်သွားဖွင့်ပလိုက်တာကဲ တော့ကျွန်တော်ခဏပြောတယ် CIA တို့ဘာလို့ကြလို့ကျွန်တော်မြန်မာလူသမားတွေကတိုင်းမှာ CIA လောက်တာဘက်ကလောက်တာစသဖြင့်အဲ့ဒါတွေကိုလုံးပွဲသားနဲ့အကြတယ်အဲ့ဒီပွဲသားတွေကမယုံမကြည်စိတ်မချရတဲ့ပွဲသားတွေကိုသွားပေးလိုက်တဲ့အခါတချို့ပွဲသားတွေကအဲ့ဒီရဲ့အချက်လက်တွေကိုယူပြီးတော့ကြားပြန်အကောင့်တွေဖွင့်ပြတယ်ဘဏ်အကောင့်တွေဖွင့်ပလိုက်တာမျိုးတွေရှိတယ်ကိုမသိဘဲနဲ့ဖွင့်ခံလိုက်ရတယ်ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပွဲသားအပ်တဲ့ကိစ္စတွေကဖြစ်နိုင်ရင်ပွဲသားအပ်ရင်ယုံကြည်စိတ်ချရတဲ့ agency တွေမြန်မာ agency တွေကိုအပ်ပါဘာမှမသိတဲ့ agency တွေမအပ်ပါနဲ့ယုံကြည်စိတ်ချတဲ့ agency တွေကျွန်တော်တို့သိပါတယ်ကျွန်တော်တို့မိတ်ဆွေတွေထိုင်မှာအများကြီးရှိတယ် စိတ်ချရတဲ့အေဂျင်စီတွေကိုတွတ်အပ်ပါမဆိုင်တဲ့ဘာမှမသိတဲ့အေဂျင်စီကိုတွတ်အပ်မိလို့ကိုယ့်ရဲ့နာမည်ကြီးနဲ့ဟိုကြားဖြန့်ဖန်ကောင်ကြီးဖြစ်နေခင်ဗျားတို့နင်းထိုင်နေကြားတဲ့ညက်ပြီးတော့ရာဇဝတ်ကောင်ကြီးဖြစ်ကုန်မယ်ကိုယ့်ဖြစ်ဘာမှမသိဘူးပြီးလည်းပြောရာဇဝတ်ကောင်ကြီးဖြစ်နေမယ်နိုင်ငံတကာမှာအဲ့လိုဖြစ်ကုန်မယ်အခုဒါထိုင်းနှစ်ကောင်ထိုင်း CIB ကဖမ်းလိုက်တဲ့ခါကျတော့ဒီကောင်ကြီးကဘာလုပ်တာလဲဆိုတော့မြန်မာလူသမားတွေရဲ့စာရွက်စာတမ်းတွေကိုအသုံးပြုပြီးတော့နော်ဝါပါမင်တန်းပြိုးတိုးရအသုံးပြုတဲ့စာရွက်စာတမ်းတွေတန်တိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကိုဒီထိုင်းတွေကိုယုံကြည်လို့ပေးလိုက်တဲ့ပုံပေါ်တယ် လို့အဲ့ကောင်တွေအဲ့ဒါကိုလွတ်လိုက်တဲ့အခါမှာမြန်မာလူသမားတွေဆားဆရာတွေနေဒီကောင်တွေဘန်ဆင်းဖွင့်ပြီးတော့ online လောင်းကစားတွေလုတ်ပစ်လိုက်တယ်လုတ်လဲပြီးလဲပြီးတော့ပေါက်ကဲလုတ်တော့ဒီကောင်တွေလိုက်ဖမ်းလိုက်တာဖမ်းလိုက်ခါသူတို့ရဲ့ဘန်ကောင်တွေမှာဘတ်တန်း90ကျော်ရှိနေတယ်တကယ်ရှိနေတော့အဲ့ဒါနဲ့အဲ့ပွဲသားနှစ်ယောက်ကိုဘန်ဆင်းနဲ့အသုံးပြုသူ၉ဦးကိုဖမ်းဆီးဖို့သူနှကုံပထုံခရိုင်မှာတရားရုံးမှာဖမ်းဝန်းထမ်းတောက်ခံပြီးတော့ CIB ကဖမ်းလိုက်တာဖမ်းတဲ့ခါမှာတော့တရားခပွဲသားနှစ်ယောက်ကိုတော့မိတယ်မြန်မာတွေကြတော့သွားစုံစမ်းတဲ့ခါကျတော့ဘာမှမသိညာမသိဖြစ်နေတယ်ဒါဒါဒါဒီတိုင်းပဲဖြစ်တာဆိုတော့ဒါသိစိတ်ပူစရာကောင်းတဲ့ကိစ္စပါဘောနော် ဒါမျိုးဖြစ်စဉ်တွေရောအရင်ဖြစ်လာဖို့ဆိုတော့ဟုတ်ပြီးခဲ့တဲ့ဇန်နဝါရီလောကတခါဖြစ်တယ်နှကောပထုံမှာဖြစ်တာမြန်မာ54ယောက်ကစာရေးစာရည်ကိုတုံးချပြီးတော့ဗန်စီနေဖွင့်ပြီးတော့ online လောင်းကစားရေလုပ်လို့တခါဖမ်းမှုတယ်ဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေအနေနဲ့ကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အချက်အလက်တွေနဲ့ဘယ်သူမှမသိတဲ့သူတွေကဘဏ်အကောင့်ဖွင့်ထားတာမျိုးတွေဖြစ်ပြီးတော့ကြားဖြတ်ငွေတွေတရားဝင်ငွေတွေငွေမဲတွေဒါတွေစီးဆင်းဝင်လာရင်တရားခံဖြစ်မှာကိုဖြစ်မှာအဲဒါကြောင့်မလို့ထိုင်းရောက်တဲ့မြန်မာတွေအနေနဲ့သွာလာနေထိုင်စားတော့အကုန်လုံးအချက်အလက်ကိစ္စတွေကိုယ်နဲ့ကိုရေးကိုယ်တိုင်အချက်အလက်တွေမှတ်သမျှနေပတ်တယ် သတိကြီးထားပါလူအုပ်မယုံပါနဲ့စိတ်ချယုံကြည်ရတဲ့ agency တွေ app ပါပေါက်တက်ကြရဟာတွေတော့မလုပ်ပါနဲ့အဲထိခိုက်သွားရင်ခင်ဗျားတို့ပဲထိခိုက်မှာဖြစ်တဲ့အတွက်ခင်ဗျားတို့တို့ကျွန်တော်စိတ်ပူတဲ့အတွက်ဒီကနေကျွန်တော်ကြောင်မြုံမြင်လှမ်းပြောပါတယ်ခင်ဗျားတို့ကြောင်မြုံမြင်နေလှမ်းပြောပါတယ်ခင်ဗျားတို့ကထားရင်ကျွန်တော်ဆဲကျင်ဆဲမယ်တချို့တွေကခင်ဗျားတို့ဆဲလိုက်ကျွန်တော်ကျွန်တော်ကြည့်မရအောင်ဆဲကျင်တယ်တိုက်တယ်လို့ပါဒါပေမဲ့ခင်ဗျားတို့အကျိုးစီးပွားထိခိုက်နေတာဆုံးရှုံးသွားမှာကိုတော့ကျွန်တော်စိုးရင်လည်းအထိုင်းမှာခင်ဗျားတို့အကျိုးစီးပွားထိခိုက်သွားမှာကျွန်တော်စိုးရင်လည်းဒါကြောင့်အပ်တဲ့အခါမှာဒီလို ဘာမှမသိတဲ့ကောင်တွေနဲ့တော့မလုပ်ပါနဲ့နော်ဟိုကလင်ကြီးကောင်တွေစကားထိုင်ရနေပြီးတော့အဘောင်အိုင်းတဲ့စကားကြီးကြီးတွေပြောပြီးတော့ခင်ဗျားတို့လိန်နေတဲ့ကလင်ကြီးကောင်တွေကိုလည်းမယုံကြနဲ့အဲ့ဒီကောင်တွေကခင်ဗျားတို့ကြားဖြန့်နေရမှာမတုံးဘူးလို့မပြောနိုင်ဘူးဒါကြောင့်ခင်ဗျားတို့သတိနဲ့ထားပြီးတော့နေကြပါလို့ပဲကျွန်တော်တို့တိုက်တော့ပါတယ်ဒါတော့ကျွန်တော်တရားတစ်ခုပါနောက်တစ်ခုကအာနောက်တစ်ခုကကျွန်တော်တို့ထိုင်းကိစ္စပြောတော့ထိုင်းနဲ့နီးစပ်မောတော်ကိစ္စလေးပြောမယ်ဒီနေ့ဆိုရင်မောတော်မောတော်ကိုမောတော်ပေါ့ ဘိတ်မောတော်လို့ပြောရင်ပူပြီးနားလဲမှာမျက်စိမျိုးလုံးမှာမြင်နိုင်တယ်အဲ့တော့မောတော်ဆိုတာထိုင်းမှာနေဇက်ဘိတ်မောတော်ဆိုပြီးတော့နာမည်ကျော်ခဲ့တဲ့ကုံသွဲလမ်းကြောင်းရှိတဲ့နေရာမြို့အဲ့မောတော်ကိုအာ KNL နဲ့ PDF နဲ့ BPL ပူပေါင်းအဖွဲ့တွေကနေပြီးတော့သိမ်းပိုက်လိုက်တယ်ဆိုတော့တရင်ဒီနေ့ဒီနေ့ဆိုအောင်ပွဲခံရကြတယ်တချို့သတင်းဌာနတွေအဲ့ PPL မီဒီယာတချို့သတင်းဌာနတွေရေးတာတော့၄ရက်နဲ့အပြီးတိုက်တယ်တချို့က၃ရက်နဲ့အပြီးတိုက်တယ်တချို့ကတော့အဲ၁၀ရက်လောက်တိုက်ရတယ်လို့ရေးတယ်လို့ရှိပါတယ်ဘယ်လိုပဲတိုက်တိုက်ဒီနေ့တော့တို့ရသွားပြီဆိုပြီးတော့တို့အောင်ပွဲခံကြပါတယ် ဆိုတော့တကယ်တော့မောတော်ကြာသွားလာမေးဟုတ်ပါတယ်မောတော်မောတော်မြို့ကိုဒီ KNL PDF နဲ့ BBL ပူးပေါင်းဖွဲ့တွေရသွားပါတယ်ဆိုတော့ကျွန်တော်တို့အဲ့တိုက်ပွဲရသွားတယ်ရသွားတဲ့ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့နေသိကျွန်တော်တို့တိတ်မထူးဆန်းမထူးဆန်းဘာကြောင့်လဲဆိုတော့တိုက်ပွဲရဖြစ်နေတဲ့ကရင်ပြည်နယ်မှာဖြစ်နေတဲ့တချို့ကိစ္စတွေကအဲတချို့ကိစ္စတွေကဒီမောတော်ကြာသွားတော့ခေါင်းထည့်စရာကိစ္စမဟုတ်ဘူးဒါကြောင့်လို့မောတော်ကအချိန်မီပြန်ယူလို့ရတဲ့အထက်မှာပါတယ်ဒါပေမဲ့သူ့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုအဲ့ဒီဒေတာတနင်္သာရီ မော်လမြိုင်ကရင်မွန်ကရင်မွန်ကရင်ပေါ့ဗျာမွန်ကရင်မွန်ကရင်တနေ့လာကြီး3ခု3ခုမှာထိုင်ထားတဲ့ဒီတိုက်စစ်နာချုပ်နှစ်ခုတဲ့အဲကာသရပေါ့နော်အဲ့ဒီနေရာတွေဖွဲ့တွေသူတို့အရေးကြီးတဲ့ issue ကဒီမောတော်ကိစ္စပေါ့ဟုတ်ဘူးကျန်တဲ့ issue တွေရှိနေတယ်ဥပမာဆိုကြပါစို့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်လုံးမှာရှိတဲ့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေအကုန်လုံးသူတို့အယုံဆိုင်နေရတယ်ကာလနောက်တစ်ခုအာရှလိုင်းတကြောကကိစ္စနောက်ကဒဝဲထူးစီးပွားရေးဆိုကိစ္စအဲ့ဒီကိစ္စတွေအကုန်လုံးက အာယုံဆိုင်ရတဲ့အထူးအာယုံဆိုင်ရတဲ့နေရာဖြစ်တယ်မောတော်တို့ခုကိုပေးလိုက်ရတာလောက်ခေါင်းနဲ့သူတို့ရှင်းမပေါ့ပြီးတော့မောတော်ကကျွန်တော်မေးကြည့်တယ်အင်အားဘယ်လောက်ရှိခဲ့ဘူးလဲတဲ့ကျွန်တော်ဆိုတက်မှာပါအဲ့မှာမောတော်မှာအင်အား20 30ပဲရှိတာတဲ့တို့တော့ထုတ်ပြန်တဲ့အယောက်40လောက်မိတယ်ဗျာညာပြောတယ်ပုံနေမှာတော့ဘယ်လောက်မှလည်းမပေါ့ပုံမှာဖြင့်10ယောက်ကျော်လောက်ပဲတွေ့ရတယ်ဆိုတော့40လောက်မိတယ်လို့ပြောတယ်လူ10ယောက်ကျော်ပဲတွေ့ရတယ်ထားပါတော့ဘယ်လိုဖြစ်ဖြစ်တို့ထုတ်ပြန်ကြတဲ့လူထုတ်ပြန်ထုတ်ပြန်တကယ်တော့လူ20ကျော်လောက်ပဲရှိတယ်တဲ့တိတ်လူမရှိဘူးတဲ့ တို့ထုတ်ပြန်တဲ့လူစင်းတွေကဘလို့လူတွေပုံတွေကြည့်ရကြအပြင်တချို့တွေကစက်သားတွေဖြစ်နေတယ်တချို့တွေကရက်သားတွေဖြစ်နေတယ်တချို့တွေကစက်သားတွေနဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်တချို့တွေကကြတော့ဟိုရက်ကွက်ထက်ကလူတွေဘာမှမသိတဲ့ဟိုတက်နဲ့တက်ထွဲမှာသွားပြီးဟိုတော့ပျော်ရှင်သွားနေတဲ့လူတွေအဲ့လိုလူတွေဖြစ်နိုင်တယ်ဘလိုဖြစ်ဖြစ်မောတော်ကြာသွားတော့မှန်ပဲဆိုတော့မောတော်ဘာလို့ဒီကောင်တွေတိုက်တာဖြစ်နိုင်လဲလို့ကျွန်တော်စုံစမ်းကြည့်ရအခါကျတော့မောတော်ကဗိတ်မောတော်ကုံသွေးလမ်းကြီးကရှိတယ်အဲ့လမ်းကြီးကသူတို့စိတ်ထမှာဒီဘက်ကအာရှလမ်းကြီးကလက်လွတ်လိုက်ရတဲ့အခါကနော်ဒီဘက်ကဒီကြားဖြတ်နဲ့ကြားဖြတ်ကြောင့် ကျွန်တော်တို့ဒီကရင်ပေါ့နော်ကရင်နဲ့မွန်အဆက်တောင်းနေနေရာဒီကြားဖြတ်တော့ကြားဖြတ်တော့တချို့လက်နက်ကင်အဖွဲ့တွေကလောက်ဝကင်ခက်လာတဲ့အခါဘယ်ဟုတ်ဆင်းပြေးသွားလဲဆိုတော့တနက်သားကြီးဘက်ကိုဆင်းတယ်တနက်သားကြီးဘက်ကကြတော့ဘာဖြစ်လဲဆိုတော့တနက်သားကြီးဘက်မှာကတက်ခဲ့အချီနေရတနက်သားကြီးမှာအာယုံအရင်ဆိုင်မထားဘူးတနက်သားကြီးအဲ့ဘိတ်မောတော်ဘက်တွေကအာယုံဆိုင်မထားဘူးအဲ့တော့အာယုံဆိုင်မထားတဲ့ဒီသားဖြစ်တယ်ပြီးတော့ဒီလုံချုံရင်တက်တယ်ကိုအားနဲ့အင်းနဲ့ဒုနဲ့တင်နဲ့အခိုင်မှာစကိုင်းတိဆောက်ထားတာမဟုတ်ဘူးပေါ်ပါထားလိုက်တာများတဲ့ခါကျတော့ဒါကြောင့်မလို့ဒီကောင်းနေရနေမြေခြေခုရရရေးအတွက်ရပြီးတော့ဘာလဲဆိုတော့ ငါတို့မြို့တစ်မြို့သိမ်းနိုင်ခဲ့ပြီဆိုတဲ့ဂုံပုတ်ရရေးအတွက်ရယ်အဲနောက်တစ်ခုကဘာလို့ဆိုအကဲရများနေဆက်ကုံသွေးရေးမှာတရားမဝင်ကုံသွေးရေးသာလုပ်ချင်ရင်တို့နဲ့လုံးလို့ရအောင်ရယ်အဲ့၃ချက်နဲ့တို့ကအဓိက target ထားပြီးတော့သိမ်းပိုက်လိုက်တဲ့ပုံပေါ်တယ်ပေါ့ဗျာဘာလို့ဆိုတော့ဒါပေမဲ့ဘိတ်နဲ့မောတော်ကုံသွေးရရထားတာတစ်နှစ်ကျော်ပြီလို့သိရတယ်ဘိတ်မောတော်ကုံသွေးရဖွင့်ဖို့ကိစ္စကျွန်တော်တို့ကျွန်တော်တို့ရဲ့စိတ်မှန်းချာထဲမှာရေးခဲ့တာရှိပါဘူးလို့ရှိပူပါတယ်အဲ့တော့ဒီအရာကြီးကိုပွင့်ဖို့တော့ကိုစူးစမ်းခဲ့တာရှိခဲ့မှုတယ်သို့တော်လည်းဒီဘိတ်မောတော်လမ်းကြောင်းကြီးကုံသွေးလမ်းကြောင်းကြီးကထိုင်းဘက်ကမဖွင့်ဘူး ိုင်းဘက်ကမဖွင့်တဲ့အတွက်အဲ့ဒီကနေပြီးတော့ဘာခေါ်လဲဆိုတော့ကုံသွေးကားတွေသွားဖို့ထက်တနိုင်တစ်ပိုင်းကုံနေတဲ့တာလောက်ပဲပြောရရင်တော့ဖွင့်လိုက်တာမျိုးရှိတယ်ကြီးကြီးမားကုံသွေးစခန်းတွေပြင်ဆင်ထားပြီးသားရှိတယ်တော့မြန်မာဘက်ကပြင်ဆင်ထားပြီးသားရှိတယ်ထိုင်းဘက်ကပြင်ဆင်ထားပြီးသားရှိတာတောင်းတရားဝင်ကုံသွေးလမ်းကြောင်းဖြစ်နေဘိတ်မော်တော်စခန်းမှာဖွင့်ခဲ့ကိုဖွင့်ခဲ့တဲ့အတွက်သူတို့တိုက်လို့ရသွားလေဒီနေဆက်ကနေကုံသွေးကြီးကိုပိတ်ဆို့ကန့်တတ်နိုင်တဲ့အဆင်မျိုးမဟုတ်ဘူးလို့ကျွန်တော်ကြံပြင်းကြားတယ် ိုတော့ပြောရရင်တော့ဟိုဘိတ်မောတော်စကန်တဲ့အရင်မကြည့်ဘူးလို့ကျွန်တော်ကြံကြံပြကြားတယ်အချိန်တိုင်းတက်ကပြန်တိုက်ယူယူလို့ရနိုင်တဲ့နေရာတွေမှာပါတယ်လို့လည်းကြားတယ်အဲ့တော့တစ်ဖက်ကအောင်ပွဲခံတာတော့အောင်ပွဲခံပါစေဒါကတော့တို့ရဲ့ တဘာဝပါသူတို့အောင်မခံတာတော့သူတို့ဘက်ကလည်းသူတို့ဘက်အောင်မခံပါပဲမမပါဘူးဒါတော့ကျွန်တော်သိပြောလို့ကိုကောင်းတဲ့ကိစ္စအောင်မခံကြပါဒါပေမဲ့အချိန်တန်တက်ကပြန်လာတိုက်တော့မှပြည်သူတွေဘာဖြစ်ကုန်ပါ့ညာဖြစ်ကုန်ပါ့မအောင်ပဲလို့တယ်ဒါလေးပဲပြောချင်တာနော်သိတော့ရေးမကြည့်ပါဘူးမောတော်ကိစ္စကျွန်တော်လည်းကောင်းတဲ့အိလည်းမရှိဘူးသို့တော့မောတော်ကြာသွားရမင်းမပြောဘူးလားဘာလားငါဘလားဘလားဘလားနဲ့လိုက်ညီပိအုပ်စုတွေလာအောင်ပါအဲ့တော့ခင်ဗျားတို့ပြောတဲ့မောတော်ဟုတ်တယ်မှန်တယ်ပါသွားတယ်ဒါပေမဲ့အချိန်တန်ပြန်ယူခြင်းလွယ်လွယ်လေးရတဲ့ကိစ္စကိုဘာတို့များပြန်မှန်ခံပြီးပြောနေမှာတော့ခင်ဗျားဘာဖြစ်တော့ AC ပေါ့ ချိန်တိုင်းအေးစေးရအောင်အဲ့လိုပဲပြောချင်တာပေါ့နော်နောက်တစ်ခုကဒီကိစ္စပြီးတော့ကျွန်တော်တို့တိုက်ပွဲကိစ္စပါလာတော့နောက်ထပ်တိုက်ပွဲတစ်ခုနဲ့ထပ်ပြီးပြောရပါမယ်အဲ့ဒါကဘာလဲဆိုတော့တိုက်ပွဲမဟုတ်တဲ့တိုက်ပွဲတစ်ခုလို့ပြောရမယ်အဲ့ဒါကဘာလဲဆိုတော့စင်ပူတန်းကိစ္စပါမနေ့ကတပ်မတော်ကနေထုတ်ပြန်တယ် NASA ကအဲ sorry ဒီစက်အစိုးရကနေထုတ်ပြန်တဲ့ထက်မှာစင်ပူတန်းတာဝန်ပြီးဆုံးလို့ပြီးဆုံးသွားလို့သူ့ရဲ့မွေးရမြူပြန်ခွင့်စင်ပူတန်းတာဝန်ပြီးဆုံးကြောင်းလက်မှတ်ပေးပြီးတော့သူ့ဒီသသက်ဆိုင်နေသားပြန်သွားခွင့်ပြီးတော့အလောက်ကိုင်းနေရာရှာထားပြီးတော့ရှာပြီးတော့ချထားပြီးတဲ့ဟာတွေ ဒါကြောင့်မနေ့ကတက်မတော်ထုတ်ပြန်တာတွေ့ရတယ်ဆိုတော့တောင်ကြီးမှာလုတဲ့ပွဲဆိုရင်ဒါပထမဆုံးဟာမဟုတ်လို့ရှိမယ်ပထမဆုံးစစ်မှုထမ်းခဲ့တဲ့နံပါတ်1အမှတ်စဉ်1ကတော့ဒါသူ့စစ်မှုထမ်းတဲ့နှစ်နှစ်ပြည့်သွားပြီလို့ပြောလို့ရတယ်ပေါ့ဗျာအဲဒါကြောင့်မသူတို့စစ်မှုထမ်းကာလပြီလို့ဆိုပြီးတော့အခုသူတို့မိခင်ရင်ကိုပြန်ပြီတာဝန်ပြီးဆုံးတဲ့တွေ့သူတို့ရဲ့မိသားစုစီပြန်လို့ရပြီလက်ထက်မှာစစ်မှုထမ်းပြီးဆုံးရောကတ်ကြီးကင်ထားပြီအာပြီးတော့စီးပွားရေးဝင်လုပ်မယ်ဆိုရင်အဲ sorry အလုပ်ဝင်လုပ်တော့မယ်ဆိုရင်ကုမ္ပဏီတွေကသူ့ကိုခန့်ကိုခန့်ရအောင်မယ်ဖြစ်လာပြီအဲအဲအဲ့ဒါပြန်သွားကြပြီအဲ့တော့ကျွန်တော်တွေးကြည့်တယ် တတ်မလို့ရတော့လို့ဒီစစ်မှုထမ်းတတနှစ်နှစ်လို့သတ်မှတ်ပြီးရင်သတ်မှတ်ထားတဲ့အတိုင်းနှစ်နှစ်ပြည့်တဲ့အခါမှာသူ့ရဲ့တာဝန်ဆက်ထမ်းခြင်းနဲ့ထမ်းမထမ်းခြင်းလို့ပြောင်းခြင်းနဲ့ဆိုလဲရော့မင်းပြောင်းလို့ရပြီစစ်မှုထမ်းပြီးဆုံးကြောင်းလက်မှတ်ရော့ဆိုပြီးတော့သူ့မိသားစုစီကိုပြောင်းလို့ရအောင်ခွင့်ပြုပေးလိုက်ပြီးစစ်မှုထမ်းတဲ့တချို့ကလည်းလာစားလဲရပြီးပြီ ဆိုတော့ကျွန်တော်တွေးပြီးတော့ဩဒါဆိုရင်တော့သူတို့ဒီစစ်မှုသားတွေနည်းနည်းလုံးမှာနံပါတ်1ကလာစာရတယ်နံပါတ်2ကစစ်မှုထမ်းလက်ပီးစီကြောင်း certificate ရတယ်ပြီးရင် အလုပ်ကံခွန်လိုင်းတစ်ခုပြန်လုပ်ချင်တယ်ဆိုရင်တော့အဲ့ဒီလက်မှတ်ကိုပြပြီးတော့အလုပ် ပြန်လျှောက်မယ်ဆိုရင်သူနဲ့ထိုက်တဲ့နေရာဥတာဝန်တွေကိုအလိုလိုရမယ်ဆိုတော့ဒီအခွင့်အရေးတွေရပါလားဆိုတဲ့အမျိုးကျွန်တော်မြင်လဲရတယ်ဩဒါဆိုဒီလိုရတာပဲပေါ့နော်မနေ့ကထုတ်ပြန်ချက်ကိုကြည့်ပြီးတော့အဲ့တော့ကျွန်တော်စဉ်းစားရည်တာပေါ့နော်တက်မလို့ကတော့ဟုတ်ပါပြီသူ့တဒန်းကနှစ်နှစ်ပြည့်တဲ့အခါပြန်နာလို့ပြောခွင့်ပြောလိုက်ပြီဒါမဲ့တစ်ဖက်မှာလည်းသူ့လိုပဲငယ်ရွယ်တဲ့ PDF လေးတွေ ။ PDF လေးစစ်မှုထမ်းမယ်ဆိုပြီးတော့ PDF ထဲဝန်ချသွားတယ်။လင်းနေကြော်ပြီ။အိပ်ပြန်ရသေးရဲ့လား။အိပ်ပြန်ရရဲ့လား။ကျွန်တော်ထင်တယ် PDF တွေရတဲ့ PDF တွေတာဝန်ပြီးဆုံးချိန်ဆိုတာကသေမပဲထင်ပါတယ်ကြည့်ရတာ။သေမပြီးဆုံးတယ်လို့ထင်တယ်။ဒါဆိုအခုလဲစဉ်းစားကြည့်လေ PDF တွေသေတာအတုံးယုံပဲ။အဲ့တော့သေမပြီးဆုံးမဲ့ PDF တာဝန်နဲ့နှစ်နှစ်ပြည့်တာနဲ့ပြန်ရတဲ့တက်မတော်တာဝန်ဘယ်တာဝန်ကပို့ပြီးတော့ကိုယ့်အတွက်ပို့ပြီးတော့စိတ်ချရလဲဆိုတာနောက်ဆုံးတော့အဖြေထွက်လာတာလေဆိုတော့ပြောချင်တာ။နော်အဲ့တော့အခု PDF လုပ်နေတဲ့လူတွေ လေးနှစ်သားကျော်လာတဲ့ဘာယာလုံးမှလည်းမတူဘာမှလည်းမဖြစ်ဘူးတမင်းလည်းငှက်လာပြက်လာဖြစ်ကြည်စားလည်းမလောက်မလန့်မလောက်ငါတွေဖြစ်နော်အကုန်လုံးဘဝတွေပြက်ဒုက္ခတွေရောက်မိသားစုတွေပြက်မလာနိုင်နော်အဲ့တော့သေမထွက်ရမယ်အသေးထွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘဝကိုရောက်သွားတယ်အသေးထွက်လုပ်တဲ့အသေးထွက်ဘဝကိုရောက်သွားတယ် PDF တွေကဆိုတော့တက်မတော်ကလူတွေကနည်းနည်းပြည့်တဲ့ကထွက်လာတယ်အေးဆေးကုနေရတယ်တက်တည်နေထောက်ထားနေနော်ဒါထောက်ထားနေ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလားနှစ်နှစ်ကျော်သွားပြီမပြီးသေးဘူးလေ၃နှစ်မပြီးသေးဘူးလေအခုပြီးလားမပြီးလားတော့ကျွန်တော်မသိဘူး ဦးတင်ထွန်းအောင်တို့အုပ်စုတွေကြီးညာခဲ့တဲ့ NUG အုပ်စုတွေကြီးညာခဲ့တဲ့အာကျွန်တော်တို့ရဲ့ဘွန်းနဲ့ SDB ဘွန်းရတဲ့နှစ်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 တွင်မဲ့တော်လိုင်းကြီးကနှစ်နှစ်ပဲပြီးရင်နှစ်နှစ်ပြီးပြီးမှာမို့လို့နှစ်နှစ်နဲ့ပြီးမယ်ဆိုတာယုံကြည်လို့နှစ်နှစ်တွေရောက်မှာတဲ့ပြောတာအဲ့နှစ်နှစ်ကဘာနှစ်နှစ်လဲနှစ်နှစ်နှစ်လားနှစ်နှစ်နှစ်လားနှစ်တတနှစ်နှစ်လားလို့ကျွန်တော်သိချင်တာသူတို့တနေ့ကခင်ဗျာပြန်စဉ်းစားကြည့်လို့ရှိရင်ဖြည့်ပေါ်တယ်2021နှစ်ကုန်ပိုင်း2022မှာစပြောခဲ့တာ23 24ပြီးရမယ်နှစ်နှစ်ပြီးရမယ်25ရောက်လို့26တော့မနက်ဖန်တစ်ပတ်ကကူးတော့ ပမာတော့သူတို့ရဲ့ဘုန်းနေဘယ်သူပြန်ရသေးလို့ပြောချင်တာလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော့ပြန်မရတဲ့ကိစ္စဗျာခင်ဗျလူကတော့ဝေးပြီပေါ့ဗျာလူလူမပြောနဲ့ထဲ့လိုက်တဲ့ငွေတော့ပြန်မရဘူးအဲ့သူတို့ရဲ့ခုခုဘာလဲ SDB ဆိုပြီးတော့ဘာ Spring Development Bank ဆိုလားဘာလဲအဲ့ဒါဘုန်းရောင်းတယ်ဆိုပြီးတော့ဝဲတဲ့လူတွေဝဲကြတယ်တချို့မြန်မာပြည်ကတချို့ပြည်မတထေးချို့ဝဲကြတာရှိတယ်ဝဲခဲ့ကြဘူးတဲ့အခုကြမှာကြောက်ရလန့်ရတဲ့ ဟိုဘိုင်ချောင်းအလန်နဲ့ဘာလဲ SDB ဘောနဲ့အမ SDB ရဲ့ဒီဘာခေါ်လဲဟို SDB ရဲ့ဟိုခရစ်ပတိုတဲ့ကိုကောက်ထည့်ပြီးတော့လူမသိအောင်အမီခံပလိုက်တာမျိုးတချို့လုပ်ငန်းရှင်တွေရှိတယ်လို့ကြားတယ်။ဒါပါတော့အဲ့တော့အဲ့ SDB ရဲ့ခရစ်ပတိုကလည်းခုမှဘာလဲဟိုနိုင်ငံတကာခရစ်ပတိုဝါတဲ့ဝင်ပြီးဘာညာစုချိန်ညနေတယ်ဘယ်ဘယ်ကောင်တွေအလင်းခံမှလည်းမသိဘူးဘယ်ကောင်တွေခြေထက်ကမလို့တသလုံးပြတ်ထုတ်မရတဲ့ဟာပတ်စံပြီးပြီးသွားတသလုံးပြတ်ထုတ်မရတဲ့ပတ်စံဝင်အဝင်သာရှိတယ်ကြားပတ်စံလေးကိုအထွက်မရှိဘူးထွက်ရင်အီးပဲထွက်လာမှာဝင်သွားတော့အစားပဲထွက်သွားတော့အီးပဲထွက်လာတဲ့ဆိုမျိုးသိကြတယ်ဝင်သွားတော့ပတ်စံပြတ်ထွက်လာတော့ဘာလဲဆိုအငွေ့လေးရှူကြီးဆို အဲ့လိုဟာမျိုးဖြစ်မှာအဲ့တော့အလိန်ခမ်းမဲ့အုပ်စုတွေအဲ့အလိန်ခမ်းမဲ့အုပ်စုတွေပတ်စံသွားထည့်ကြတယ်အခုကဘာလို့ဆို NUG ကဘာလို့ဆိုကြားဖြန့်လုပ်နေတာ NUG တကယ်ကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတာ NUG ကခဲ့ရုံညာ NUG ကကြားဖြန့်ဂိုင်းစားကြီးဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လည်းပြန်လို့မရဘူးတေမပြန်လို့ရတယ်လူတွေကို PDF ဖြစ်နေခေါ်တယ်တေမပြန်လို့ရတယ်ငွေတွေလည်းကောက်ခံတယ်တတ်တလုံးပြန်ထုတ်လို့မရတော့ဘူးအဲ့တော့ရှင်းရှင်းပြောတတ်တလုံးအပြိပိုင်လိမ့်တာ NUG ရဲ့လိန်ချက်ကြီးကတော့အဲ့ကြားဖြန့်ကြီးကတော့ကြောက်စရာကြီးအဲ့ဒါကြောင့် အန်ယူဂျီကတကယ်ကြားပြန်မယ်ငွေလဲလိမ့်နေလူလဲလိမ့်နေပြည်သူလူတွေနှလုံးသားတွေလည်းလိမ့်နေအကုန်လုံးလိမ့်တာရသမျှအကုန်လိမ့်တာအဲ့တော့ရှင်းပြရင်တော့ဟိုတော့ ਨੇ ဘာလို့တော့တူနေလဲဆိုတော့တကယ်ကိုလိမ့်နာမှဟိုဘာလဲဟိုဟိုနေ့ကတန်တန်ဘုံသိမ့်ပြောဆိုလို့ဖြစ်နေဝါကဖြတ်တော်တော်ကြိုက်တယ်ဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီเนาะအဲ့တော့ရှင်းပြရင်တော့ ဟိုလိန်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိန်အခုကြားပြန်အကြီးစားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းသေမှပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်သေမှပြန်ထွက်ရမယ်တက်မလို့လည်းဝင်ပြီးရင်နှစ်နှစ်ပြည့်ရင်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးရင်သေမှပြန်ထွက်ရတယ်အဲ့ဒါဘယ်ဟာမှန်လဲခါလို့စဉ်းစားကြပြီတော့အဲ့ဒါအဖြေပဲနော်ဒါလေးကကျွန်တော်ဟိုလေးပြောတာနောက်တစ်ခုကတက်ကိစ္စရင်းဆက်ဆက်ပြောတာတက်ကိစ္စထပ်ပြောမယ်လာရှိုးမှာလာရှိုးမှာပါလဲဆိုတော့ MNDA နဲ့အဲတက်နဲ့နည်းနည်းလေးအဲညင်းပွားမှုလေးအခြေတင်လေးတွေနည်းနည်းလေးဖြစ်နေတယ်ကြားပါတယ်အဲ့ဒါအချားမဟုတ်ပါဘူး ออတက်ကနေပြီးတော့တောင်းဆိုတယ်ဗောဗျာတက်ကတောင်းဆိုတာလေးရှိတယ်တက်ကဘာတောင်းဆိုလဲဆိုတော့ဒီ MND အုပ်စုเนาะသူကညှိတာဗောပြီးခဲ့တဲ့ November 1st week တုန်းက first week ပြီးခဲ့တဲ့ရပိုင်းလေးအတွင်းမှာညှိတယ်တဲ့အဲ MND ဖွဲ့နေညှိတယ်ဗောဘယ်မှာညှိတယ်ဆိုတော့ last show မြို့ဘွားဟိုတယ်တစ်ခုဗောဗျာသိပါတယ်စင်နဂေါဟိုတယ်ဆိုအလုံးသိပါတယ်ကျွန်တော်ပြောဦးเนาะကျွန်တော်ပြောဦးเนาะအဲဟိုတယ်ကျောက်တိပါလေစင်နဂေါဟိုတယ်ဆိုတော့ခင်ဗျားတို့သိပါလေကျွန်တော်ပြောဦးနော်အဲ့ဟိုတယ်မှာပေါ့နော်ညှိကြတာပေါ့ဟိုအဲ့အဲ့မှာပေါ့တော့ကြည့်တယ်ပေါ့ဗျာညှိကြတဲ့ခါမှာ တက်မကပြောတာရှင်းတယ်နတ်ပေါင်နတ်မလန်တီဘောအစရှိတဲ့နေရာတွေမှာတက်ဆွဲချတာနေရာချတာတက်ဆွဲထားတဲ့တချို့ MNDA တက်တွေပြန်ဆုတ်ပါဘယ်နေ့နောက်ဆုံးလဲဆိုတော့နိုဝင်ဘာ20နေ့နောက်ဆုံးတော့ဆုတ်ပါလို့ပြောတာပြောရတော့ဒီ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 ပြောင်းသားမှယူဖွင့်နေတယ်ဖွင့်နေတဲ့အတွက်နိုဝင်ဘာ20နောက်ဆုံးတော့ဆုတ်ပါလို့သူကပြောတာပြောတဲ့အတွက် MNDA ကလည်းငါတို့ကမဆုတ်နိုင်သေးဘူးပေါ့ပြောတယ်ပြန်ပြောတယ်လို့ကြားတယ်အဲ့တော့မဆုတ်နိုင်သေးဘူးဆိုတော့တခါโอเคထပ်ပြောညှိလို့မရနောက်တစ်နေ့ထပ်ညှိတယ်အဲ့လိုညှိလို့မရရဆိုကြတော့ MNDA လည်း မဆုံနိုင်ဘူးကြည့်လို့ရတဲ့အချိန် MND ကဘာလုပ်လဲဆိုတော့သူ့ဘက်ကအင်အားလေးတွေထပ်ပြီးတိုးဖြည့်တယ်။သိန်းဒီဘက်ကနေပြီးတော့အာကောကန်ဖွဲ့တွေအားချိန်လာတာဟိုရတော့နတ်ပေါင်တို့ဒီဘက်ဘက်ကိုသူကသူ့ရဲ့အင်အားလေးတွေတိုးတိုးတိုးခိုးပြီးအင်အားတွေထပ်ဖြည့်တယ်။ဖြည့်တယ်ပေါ့ဗျာ။ဒါပေမဲ့ဟိုဘယ်ခေါ်လဲသူတို့ဟိုပေါ်တိုင်းလုံးဖြည့်တော့ခိုးဖြည့်တယ်ပေါ့။ခိုးပြီးတော့တက်ကတိတော့တားတယ်။မင်းတို့ဒါမားနေတယ်တော့ပြောတယ်။ပြောတဲ့ကြားတဲ့မရဘူး။နောက်ဆုံးကျတော့ဒီနေ့နိုဝင်ဘာ၁၄ရက်ကျတော့ဘာဖြစ်ကုန်လဲဆိုတော့ကြားတာပေါ့နော်။လာရှုအထွတ်နားမှာလာရှုအထွတ်နားအထွတ်နားတဲ့ဟိုရဘက်မှာတဲ့။ ် MND ရကနေပြီးတော့ကတရာဘုံတွေချပြီးလမ်းတွေပိတ်ဆို့လိုက်ပြီးတဲ့ပိတ်လိုက်ပြီးတော့ဒီအဟိုရနန့်ပေါင်လာရှူဟိုရနန့်ပေါင်လာရှူလမ်းနန့်လမ်းလာရှူလမ်းအဲ့လမ်းတွေကိုပါသူက MND ရပိတ်ချင်သလိုလိုပါလုပ်တယ်ပေါ့ဗျာပိတ်သလိုလိုသူတို့အားတွေပစ္စည်းချပြီးတော့ဖြစ်တယ်တဲ့အဲ့တော့နည်းနည်းလေးတက်နေကြမှာနည်းနည်းတင်းမာမှုတွေဖြစ်လို့တက်ကနည်းနည်းညှိနေကြတယ်တဲ့တက်နေညှိနေကြတယ်ပေါ့တက်ကရှင်းပြောရင်တော့ဟိုဒါတက်ကလည်းတော်တော်လေးစောင့်ပေးနေတယ်ပေါ့ဗျာခရ20နဲ့နောက်ဆုံးထားဆုပ်လို့အခုကဒီနေ့14ဆိုတော့ကြံသေးတယ်ပေါ့ဗျာဒီ3လေးအတွင်းစလိုက်ညှိလိမ့်မယ်နော်ညှိလိမ့်မယ်ညှိလို့ ြီးပြန်ပြန်မပြတ်လို့ရှိရင်တော့ဒီတင်းမာမှုကဘယ်လိုဆက်သွားမလဲဆိုတိုက်ပွဲတွေဖြစ်တယ်ရောက်သွားနိုင်တယ်အဲ့တော့ကိုကန့်တွေကဘာဖြစ်လို့ MND အုပ်စုကနော်ဒီလိုမျိုးလေကြီးလေကျင်းနဲ့အတန်တင်းမာလာတယ်လဲဆိုရင်မိကုံနောက်ွယ်ပါမြုပ်နေတယ်ရှိနိုင်တယ်အဲ့ဆိုတော့ तू ကဘာဖြစ်လို့တစ်ချိန်လုံးအစောတော့အစောပိုင်းတော့ AC ပါဟိုဆုတ်ပေးမယ်ဘာညာပြောခဲ့ပြီးတော့ဂရီမတီးဘူးဗျာတရုတ်နိုင်ငံကတန်တမန်နေရှိမှလက်မှတ်ထိုးခဲ့ပြီးတော့ဂရီမတီးဘူးဆိုရင်တရုတ်ကပါစော်ကားတယ်သွားတူတယ် ဒါမှမဟုတ်တရုတ်ကပဲဟိုမသိကြအောင်ဆောင်မျက်စိတစ်ဖက်မှိတ်ပေးထားသလားကျွန်တော်တို့မသိဘူးဒီနှစ်ချက်ကလိုက်တဲ့တစ်ချက်ပြောလို့ရတယ်ဒါကကိုကန်နေတုံးစုလုံးကတရုတ်နဲ့ပတ်သက်ရင်ကိုကန်နေကတရုတ်သိဆိုသိရှေ့ဆိုရှင်နေပဲနော်အဲ့တော့ပြောရရင်တော့ဒီကောင်နေဘာဖြစ်လို့အခုကြမှာထပြီးရောဟိုလေသာမမာတွေဖြစ်နေကြလဲတက်ကလည်းအဲ့ဒါကိုအချိန်ကြီးစောင့်ကြည့်မယ်လို့ရှိတယ်ပြီးတော့ဒီတစ်ခေါက်ကတော့တက်တကယ်လုံရင်တော့တက်ကတော့ဒီတစ်ခေါက်ကတော့ညာမဲ့ပုံတော့မပေါ်ဘူးအဲတိုးတော်တခုတော့ရှိတာကဒီ global issue ဖြစ်လာတဲ့ကြားဖြတ်နဲ့ရောသွားရင်တော့နည်းနည်းတော့စဉ်းစားရရှိတယ်အဲ့တော့ဘယ်လိုဖြစ်မလဲမသိဘူးလောလောဆယ်တော့ last show မှာ လာရှိုးနဲ့တီးပေါ်ကြားမှာနည်းနည်းတက်နေဟိုနာကြားမှာတင်းမှာမို့နည်းနည်းလေးဖြစ်နေတယ်လို့ကျွန်တော်တို့ကြားရတယ်အဲ့ဒါဘာဆက်ဖြစ်မလို့တော့မသိသေးဘူးကိုကန် MN ကိုကန် MND ရင်းနဲ့တက်နေပေါ်ကြားမှာဒါလေးတစ်ခုဖြစ်တယ်တစ်ချိန်ပြောရတယ်တခါ SSPB ကလည်းခုထုတ်ပြန်ကြလေးတောင်ထုတ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဟွာတဲ့ SSB ကသူ့နယ်မြေထဲမှာပေါ့ဗျာထုတ်ပြန်ကြတဲ့ဆောင်သူ့နယ်မြေထဲမှာအဲမလုံမဲ့ဟာတွေပေါ့အဲထုတ်ပြန်တယ်အဲထုတ်ပြန်ကြတဲ့အကြောင်းသူတို့နိုဝင်ဘာ7ရက်ရက်စွဲထုတ်ပြန်တယ်သူတို့အစည်းအဝေးလုပ်ခဲ့တယ်ပေါ့နိုဝင်ဘာ10ရက်ကနေ7ရက်နေ့အထိနော်1ဟိုင်းမှာ ဘိုးထားတဲ့ချုပ်ဝိုင်းမှာသူတို့အစည်းအဝေးလုပ်ခဲ့ပါတယ်ပေါ့ဗျာအစည်းအဝေးလုပ်ခဲ့တယ်ဆိုတော့ပြောတယ်နော်အဲ့မှာဘိုးချုပ်ကြီးစေတင်မူဆောက်ဥဆောင်နေတဲ့တပည့်သုံးဦးနဲ့အဲသူတို့ရဲ့အဖွဲ့တွေပေါ့ဗျာအဲသူတို့ဘာလုပ်လဲဆိုတော့သူတို့ရဲ့ပါတီကွန်ဂရက်စ်အစည်းအဝေးကြီးကျင်းပတယ်ကွန်ဂရက်စ်အစည်းအဝေးကြီးကျင်းပတဲ့ခါမှာလူဘယ်လောက်တက်တယ်ပေါ့ဗျာပြောရတော့အဲတပည့်သုံးဦးတက်တယ်ပေါ့ဘိုးချုပ်ကြီးစေတင်ပါဝင်တပည့်သုံးဦးတက်ကော်မရှင် ယူကဘကော်မတီ55ဦးဘိုးကော်မတီကော်မတီကိုရွေးချယ်ခံကိုယ်စားလှယ်59ဦးပါတီကလပ်စီကိုယ်စားလှယ်အမျိုးသားအမျိုးသမီး159ဦးအမျိုးသမီးရဌာနလေးလာမှတ်တမ်းသူ19ဦးမှတ်တမ်းအဖွဲ့22ဦးပေါင်း383ဦးတက်ရောက်ပြီးတော့သူတို့ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျာ။ဘာလဲဆိုတော့တစ်ချက်ကဒန်နူရီကိုယ်ပြဋ္ဌာန်းခွင့်ကိုအာမခံသည့်စစ်မှန်သော Federal Democracy ပြည်တော်စုတရားဥပဒေနိုင်ငံရေးယူမှတ်ချက်နိုင်ငံရေးတိချက်ကိုရည်ရှိတူတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်ပေါ့ဗျာ။နော်။ နောက်တစ်ခုကပါတီရေးရနဲ့ပါတီရဲ့လုပ်ငန်းတစ်စီတွေပါတီစီမီစီကန်တွေကိုကွန်ကရစ်ကလိုအပ်တယ်လို့ပြင်ဆင်ဖြစ်ဆက်တယ်။နောက်တစ်ခုကဘိုးကော်မတီနဲ့အရန်ဘိုးကော်မတီဝင်ပြီးတော့ဥက္ကရာဒုက္ကရာတွင်မှုအဖွဲ့ဘိုးစီကန်တင်းသိအဖွဲ့လုပ်ငန်းစီစီကော်မရှင်အဖွဲ့ရွေးချယ်တင်မြောက်နိုင်ခဲ့တယ်တဲ့။နောက်တစ်ခုကပါတီစီလုံးညီညွတ်ခိုင်မာတိဆောက်နိုင်တဲ့ဒါမက တိုင်းရင်းသားစီလုံးညီညွတ်ဦးတည်တဲ့ညင်းချမ်းစွာအတူရှင်တွေနိုင်မှုအတိုင်းဆက်လက်ကောင်းတဲ့ဖော်မယ်တဲ့။အဲအဲ့ဒီမှာအရေးကြီးဆုံးချက်လာပြီ။အဲ့ဒါပါလဲဆိုတော့မိမိတို့ထိန်းချုပ်နေမြေထဲမှာတဲ့အိန္ဒိယနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံများနဲ့နိုင်ငံတကာလူမှုအတိုင်းအဝန်အကျိုးစီးပွားကိုထိခိုက်စေတဲ့ အွန်လိုင်းငွေလိမ်လည်မှုများမရှိစေကြေးငွေစေဝါပေးကင်းစင်ပတ်ပတ်ရေးကိုအထူးချက်မှဆောင်ရွက်သွားမယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့ထုတ်ပြန်ချက်ကအဲ့ချက်တစ်ချက်ပေါ့ဆိုတော့အဲ့ဒါအတိသူတို့ထုတ်ပြန်ချက်ကကီးပွိုင်အဲ့ဒါသူတို့လူသစ်ရွေးတာတွေဘာညာတွေဒါသေးသေးပုံမှန်သူအဓိကသူ့နယ်မြေထဲမှာအွန်လိုင်းလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေမလုပ်ဖို့နောက်တစ်ခါငွေစေဝါကင်းစင်မှုကိစ္စတွေသူတို့အထူးချက်မှဆောင်ရွက်ပါမယ်ဆိုပြီးတော့ SSP ပြီးထုတ်ပြန်လာတယ်ဒါတွေအကုန်လုံးကဘာနဲ့သွားဆက်ဆံနေလဲဆိုတော့တစ်ဖက်မှာတရုတ်တို့အမေရိကန်တို့ဘာတို့ညာတို့ရဲ့အတန်တင်ကျေလောက်လာမှုတွေရှီကျွန်းတို့သတင်းတွေကြောက်ဝေတို့သတင်းတွေအစရှိတဲ့သတင်းတွေအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ ဒီ SSPB လဲသူ့မှာစိုးရင်ချက်တွေရှိလာပုံရတယ်ဒါကြောင့်မလို့အသေးတန်နေပြူးပြူးပြဲတွေထုတ်ပြန်ပြီးတော့ငါတို့ဒါမလုပ်ဘူးငါတို့ဒါတားစီကာဝယ်မယ်ပြောတယ်ကျွန်တော်တော့ပြုံးမယ်ပြုံးမိတယ် SSPB နေမြေထဲမှာမိဟိုကြားဖြတ်နေမိတာအုံနေချင်းနေမိတာကျွန်တော်မှာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဘယ်နေရာမှာမိလဲဆိုတာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဒါကတက်ဆိုင်ရာဟိုတချို့ကိစ္စတွေကကျွန်တော်တို့ကဟိုငင်းချင်းထိခိုက်မှာစိုးတာတို့နော်မတိမငင်ဖြစ်မှာစိုးတာတော့ဒါကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကျွန်တော်တို့ဂျာလစ်စီရလေဟိုကိုကြောင့်မတိမငင်ဖြစ်မှာရိုးရိုးရိုးဖြစ်မှာစိုးလို့တချို့ကိစ္စလေးတွေ ဟိုမျက်စိမှိတ်ပေးထားတာပေါ့ဒီကောင်တွေဘယ်တော့မှဘလို့သွားပြတယ်ဆိုတော့အဲ့သူ့နယ်မြေထဲမှာဘယ်နယ်မြေထဲမှာအစားအထောက်ထားနဲ့ရှိတယ် SSB နယ်မြေထဲမှာကျွန်တော်မှရှိတယ်ထောက်ထားရှိတယ်ဒါပေမဲ့ဒီကောင်တွေကညင်းအောင်မှာအကြဖြန့်ကျွန်တော်မလုပ်ပါညာညင်းမှာပဲအကုန်လုံးကမလုပ်ဘူးညင်းမှာဒါပေမဲ့ SSB နယ်မြေထဲမှာလုပ်တယ်ဝါရှိမှာရှိတယ်မိုင်းလားစီမှာရှိတယ်ဝါနဲ့မိုင်းလားလဲညင်းချင်ပေါ်တယ်ညင်းလို့ရတယ်တကယ်လို့သူတို့ညင်းနေဆိုရင်ကျွန်တော်အထောက်ထားဓာတ်ပုံတွေပြတဲ့ခါကျရင်ရှုံးရင်သူတို့ဘာသူတို့သူတို့ခေါင်းဆောင်တွေကိုနှုတ်ထွက်ပေးမလားလို့သာမေးလိုက်ပြောလိုက်ကျွန်တော်ကျုံရင်နောက်ကျုံတဲ့သူရှိပြောလိုက် ကျွန်တော်ပြုံးမင်းကပြောတယ်လို့ခင်ဗျားတို့ကကိုကြားပြတ်မလုပ်ဘူးလို့ခင်ဗျားတို့ပြောတယ်ကျွန်တော်ပြုံးမင်းကပြောတယ်လုပ်တယ်လို့အထောက်အထားနဲ့ပြောမယ်အကယ်၍ကျွန်တော်ပြတဲ့အထောက်အထားကိုတို့မငင်းနိုင်ခဲ့ဘူးဆိုရင်အဲ့လူတွေဥက္ကဋ္ဌနှုတ်ထွက်ပေးမလားလို့အခုထွက်ပေးမလားလို့ထွက်ပေးပြီးတော့ရွေးကောက်ပဲလုပ်ပေးမလားလို့အဲ့မှာဘဝမိုင်းလားနော်အဲ့ဒီတိုင်းပါရွေးကောက်ပဲလုပ်မလား SSB လဲရွေးကောက်ပဲလုပ်ပေးမလားလို့မေးလိုက်ရှင်းရှင်းလေးပြောကျွန်တော်အဲ့လိုပဲပေါ်တယ်မေးတယ်ကျွန်တော်အဲ့လောက်ထိစိန်ခေါ်ရတယ်ကျွန်တော်ထောက်ထားတွေရှိတယ်ရွေးကောက်တွေပဲမလုပ်လို့ကြားပြတ်မလုပ်လို့ဆိုတာထောက်ထားတွေရှိတယ်ကျွန်တော်ဆိုမှရှိတယ်မလုပ်တာတချို့ကိစ္စရကျွန်တော်ဘာပြောလဲဆိုတော့ နိုင်ငံတော်ကတော့တချို့ကိစ္စတွေလက်လူရှုထားပေးတာဗျာကျွန်တော်ကဘာမှမဟုတ်လားအဲ့တော့အသာလေးနေနေတယ်ဒါပေမဲ့ဒီကောင်လေးကလေးကြီးလောက်တယ်ဆိုတော့တိတိကျကျနဲ့ကျွန်တော်ငင်ခံရတာဒါပြောချင်တာဟုတ်ထားပါတော့အဲ့တော့ကြားချင်လို့တဲ့အဲ့ SSB နေပြအကြီးကျယ်လုတ်ပါတယ်ဝါမိုင်းလာလုတ်ပါတယ်အခုကျမှအတန်တိတ်နေတာနော်အခုအခုနောက်ဆုံး A1 ရဲ့ TKB A1 ရဲ့ဟိုတော့ဘာဘာခေါ်လဲထီလောက်စုရေကုန်နဲ့အနီနာတော်ဝိုင်ပတ်ပတ်လေးမှာကောင်များလည်း share လုပ်နေပြီအကြီးကျယ်လုတ်နေတယ်ဒါတွေကသာကျွန်တော်တို့ဒီကတိနေတယ်ဒါကိုပြောချင်တာဒါလေးတော့အဲ့တော့ စောင့်ကြည့်ပေါ့ဗျာဒါတွေဘာတွေဖြစ်မလဲတော့เนาะအဲ့ဒါလေးကရှိတယ်တော့ SSB လည်းအသက်သာထုတ်ပြန်နေဆိုတော့ပြောချင်တာเนาะဒါလေးတစ်ချက်အဲနောက်တစ်ခုကဒီနေ့ဒီနေ့နောက်တစ်ခုကကျွန်တော်တို့ဟိုချမ်းချမ်းကိစ္စလည်းဒီနေ့စိတ်ဝင်စားဖို့ရအကောင်းအောင်ထွက်လာတဲ့တရင်တစ်ခုရှိတယ်ဗျအဲ့ဒါကျွန်တော်လည်းစိတ်ဝင်စားသွားတယ်ချမ်းချမ်းဆိုတာအစိုးရချမ်းချမ်းပြောတာเนาะအစိုးရချမ်းချမ်းဟိုဘာမဆိုင်ညာမဆိုင်အမှုပညာကိစ္စကြီးဈာတဲ့ညက်ပါလာလေဆိုထင်ပါဆိုလို့အစိုးရချမ်းချမ်းကသူကလိန်ကုန်ကူးလွယ်သုံးသားလုပ်တဲ့ဟိုင်ဂိုင်းစတာကောင်ကြီးနဲ့ချမ်းချမ်းနဲ့ဘလို့ဆက်သွယ်ရှိလို့တော့မသိဘူး အဲ့မှာ email လေးတစ်စောင်ထဲမှာပါလာတော့ဗောနော်အဲ့ email တစ်စောင်ထဲမှာပါတဲ့စကားလုံးလေးကျွန်တော်ဖတ်ပြမယ်အရင်ဖတ်ပြမယ်ဘာလို့ဆိုတော့နော်2013ခုနှစ် January 1ရက်စွဲနဲ့ရက်စွဲနဲ့တဲ့ Yan Yanlek Branse Yanlek Branse ဆိုတဲ့ပုဂ္ဂိုလ်ဟာတဲ့ Abstain ဆိုတဲ့ပုဂ္ဂိုလ်စီကို email ပို့တယ်နော်ဘာလဲဆိုတော့အဲ့ထက်မှာချမ်းချမ်းဆိုတဲ့ဟိုကနေ email တစ်စောင်ထဲမှာချမ်းချမ်းဆိုတဲ့အမည်ပါတယ်အဲ့မှာဘာလဲဆိုတော့ပို့တဲ့စာထဲမှာ email ရဲ့ဘာဖြစ်လို့ဆိုတော့တဲ့မြန်မာမိန်းကလေးရဲ့ဓာတ်ပုံငါမင်းစီကိုပို့လိုက်မယ်သူကတိတ်လှတယ်တဲ့ မြန်မာမှာသူနာမည်ကြီးဆိုတော့ပေါ့တဲ့ငါသူ့ကိုအမေရိကန်စီကိုခေါ်လာခဲ့မယ်အိုဘားမားမြန်မာကိုသွားမယ်ချမ်းချမ်းအမေရိကန်ကိုလာမယ်ငါမှာကြော်ညာဖို့အသက်ဆန်းတရင်ကောင်းတစ်ခုရှိတယ်ထင်တယ်ဆိုပြီးတော့အီးမေးလ်တော့ရေးထားတယ်တဲ့ဆိုတော့ပြောချင်တာအဆိုးတော်ဆိုတာပါတယ်ချမ်းချမ်းဆိုတာပါတယ်ဆိုတော့အဆိုးတော်ချမ်းချမ်းပေါ့ဗျာရှင်းနေတာပဲအဲ့တော့အဲ့တော့ပို့တဲ့လူတွေတို့တို့ယောက်ျားကပါတယ်ဆိုတော့သူကလိန်ကုံကူးတဲ့လူတွေလိန်ကုံကူးတဲ့လူတွေတယောက်ကတည်းပြန်လဲအီးမေးလ်ပို့တဲ့ထင်မှာမြန်မာကအဆိုးတော်တယောက်ပါတယ်လှတယ်နော်ပါတယ်ပြီးတော့ပို့တဲ့လူကချမ်းချမ်းဆိုတာပြောတော့ဆိုတော့အဲ့လူပြောချင်တာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ချမ်းချမ်းက ဒီလိန်ကုန်ကူးတဲ့သူတွေ ਨੇ ညှိပြီးတော့အမေရိကမှာဘာသာလုပ်ဖို့ရှိလို့လဲလိန်ကုန်ကူးရဆိုတာဗျာတခါတလေဟိုအဲ့မှာအဲ့ရတတိယတယောက်ဘာညာတယောက်နဲ့ဒိတ်လို့ပြီးတော့သွားအိတ်အိတ်မယ်နမူနာသူ့ပြောတာပေါ့နော်သွားအိတ်မယ်အိတ်ပြီးရင်အိတ်ပြီးရင်အဲ့မှာပတ်ဆံရမယ်ပေါ့ဗျာထားပါတော့အဲဒေါ်လာ1000ရရမယ်ဒေါ်လာ3000ရလည်းရမယ်ပေါ့ဒါကတော့သူ့ပေါ်ကြိုက်တဲ့ကြီးပေါ့ပြီးပြီပြီးရင်ဟိုမှာသွားပြီးတော့လဲမယ်ပတ်မယ်ပြီးပြန်လာမယ်ဟိုတချင်းသွားဆိုသူလိုခေါင်းစဉ်တစ်ခုနဲ့သွားရင်လည်းသွားမယ်တခုတော့အဲ့လိုမျိုးရည်ရတာလားကျွန်တော်မသိဘူးဆိုတော့အဲ့လိုပါတော့အော်ဒါဆိုရင်2013ကကိစ္စဆိုတော့ ော်ချမ်းချမ်းနဲ့ချမ်းချမ်းနဲ့ဒီလိန်ကုန်ကူးမဲ့အရှုပ်တော်ပုံတွေကဘယ်လိုပတ်သက်နေလဲမြန်မာကမြို့သမီးတွေဘယ်လိုပတ်သက်နေလဲဆိုတော့မိကုန်းထုတ်ချက်ဖြစ်လာတယ်အဲ့တော့စောစောတော်တော်ချမ်းချမ်းကလည်းဒီကိစ္စကိုသူဘယ်လိုရှင်းလို့တော့မသိဘူးဘယ်လိုရှင်းလဲသူတချိန်တော့ကသူလုတ်ခဲ့ပွင့်ရင်လုတ်ခဲ့ဘူးမဲရှိလဲရှိပဲမရှိလဲမရှိဘူးဒါတော့ကျွန်တော်မသိဘူးသူတချိန်တော့ကလိန်ကိစ္စတွေနဲ့ဒီလိန်ပြောမယ်တို့ဘာလို့ပေါ့ဗျာတိုက်ဘဲမဟုတ်တော့မှပဲအဲအခွင့်ခါတင်တော့ခါတိုင်းမှာတင့်တော်သလိုလုတ်ခဲ့တာမျိုးရှိအောင်လဲရှိသလားလို့စဉ်းစားစရာဖြစ်လာတယ် ဲ့တော့သူ့အတွက်ကလည်းသိမဆန်းတော့မဆန်းဘူးပြအဲ့ဒါကြောင့်လုပ်ရလေလုပ်မယ်မလုပ်ရင်မလုပ်ပြောရခက်တယ်လို့ပြောချင်တာပါအဲ့တော့စိတ်ဝင်စားဖို့တော့ကောင်းတယ်အဲ့ဒီ email ကိုစိတ်ဝင်စားဖို့ကောင်းတယ်ချမ်းချမ်းနောက်ရမှာဘလို့တုတ်ပြန်မလို့ဆိုတော့ခဲတော့ကိုယ့်အုပ်ကြီးကျွန်တော်တော့အများကြီးပြောချင်ဘူးဆိုတော့ဖြစ်နိုင်ခြင်းလည်းရှိသလိုဒီစာနဲ့ပတ်သက်ပြီးတော့ညင်းချက်ဘလို့ထုတ်မလဲဘလို့လုပ်မလဲဆိုတော့ကျွန်တော်လည်းမသိဘူးပတ်စံရတာပဲဗျာလောက်ကြပါဒါပဲရှိရနော်ဒါလေးတစ်ခုရှိတယ်အဲ့ဒါပြီးတော့နောက်ဒီနေ့အပိတ်ကတော့ဒီနေ့လူတစ်ထောင်ကျော်စုစိတ်တွေရတဲ့ကိစ္စအဲဒါလေးကတော့ဟိုနာမည်တက်မပြောလို့ဘူးကို့မှာအမိတက်မပြောတော့ပါသို့တော့ဝမ်းတာပါတယ်စုရရပါတယ်လူအကုန်လုံးတက်ဝမ်းတာ ဝန်တာရအကြောင်းကျင်းတဲ့အကြောင်းပြောချင်တာပါလူတစ်ထောင်ကျော်တယ်ထောင်ကျော်တယ်အဲ့တော့လူတစ်ထောင်ကျော်မှမှသူကဘလို့ခွတ်ထုတ်လိုက်လဲဆိုတော့ဒီစုရကဂုံလူဆောင်ဖွဲ့စိတ်တွေပေးတယ်တတိပြန်ချီဘွဲပေးတာရှိတယ်ဇေယကျော်ထင်ဘွဲပေးတာရှိတယ်တတိပြန်ချီဘွဲကတော့လူ၂ယောက်ရတယ်နော်ဇေယကျော်ထင်ဘွဲကဘိုးချုပ်9ဦးရတယ်ဘိုးချုပ်9ဦးရတယ်ဝနကျော်ထင်ဘွဲတွေလည်းရတယ်ဝနကျော်ထင်ဘွဲတွေဆိုနိုင်ငံသားရဲ့ဒုဝန်ကြီးတွေကလည်းပါတော့ဗျာကျန်တဲ့နေရာဒုဝန်ကြီးတချို့တွေအများနဲ့ဒုဝန်ကြီးပါတယ်နော်အဲ့တခါဝနကျော်ထင်ဘွဲကို အဲဒီဒီကုမ္ပဏီရလူတွေလည်းရတယ်ဘောနကျွန်တော်ပြောရွှေသန်းလင်းကုမ္ပဏီကအဲနိုင်ကဒေါက်တာနီနီတဲ့သူလည်းရတယ်နောက်ကိုဝိတ်ကိုဝိတ်လည်းရတယ်ဗျကိုဝိတ်မဝိတ်မဝိတ်ပေါ့နော်မဝိတ်လည်းရတယ်ဥဝိတ်လူကရေးထားတယ်ဥဝိတ်ခေါ်ဥဝိတ်စာလို့ရေးထားတယ်နော်အဲ့တော့ဘောနကျော်တင်ဘွဲကိုဥဝိတ်လည်းမဝိတ်လည်းရတယ်ဥဖေအေတို့ဥဝင်းစော်တို့ဥချမ်းအေတို့ဥဇာလင်းချမ်းတို့လည်းရတယ်ပေါ့ဗျာနောက်အလင်္ကာကျော်စာဘွဲတွေလည်းရကြတယ်တေးတေးပညာရှင်တွေတို့ဘာလို့ညာတို့ပေါ့6ဥတို့သိပ္ပံကျော်သိပ္ပံကျော်စွာသိပ္ပံကျော်စွာဆိုတဲ့ဘွဲတွေလည်းလူ18ဥရတယ်ဗျာ ။နောက်တပ်မတော်ဆိုင်ရာစွမ်းဆောင်ရေးဂုဏ်သက်ရတဲ့လူ54ဦး။နောက်ရဲသူရတစိက9ဦးအစရှိတဲ့လူရတယ်။အဲ့မှာတပ်မတော်စွမ်းဆောင်ရေးမှာစစ်မှုထမ်းပြည်သူစစ်မှုထမ်းကောင်လေးတယောက်ကတကယ်ကိုသူရဲကောင်းမှတ်တည်းရသွားတာ။ငါစဉ်းစားကြည့်တော့ပြည်သူစစ်စစ်မှုထမ်းကောင်လေးတယောက်ကပြည်သူစစ်နဲ့စစ်သားလုပ်သွားတဲ့ကောင်လေးတယောက်ကသူရဲကောင်းမှတ်တည်းရတာ။ကဲနည်းနည်းတော့ဟာမဟုတ်ဘူးနော်။တော့ရဲဘလာတစိကလည်း122ဦးရဲသူတွေက9ဦးရဲကျော်စွာ15ဦးရဲကျော်သူတစိက133ဦးเนาะနိုင်ငံတော်ပေါင်းဆောင်မှုနဲ့ပတ်သက်လို့ရှိရင်တီရီဇေယျကျော်တစိအာအစဆုံးစီ စီမံထူးချွန်တဲ့စိတ်တွေလူမှုထူးချွန်တွေလေယာစီးပွားထူးချွန်တွေဝိဇ္ဇာပညာထူးချွန်เนาะဒါတွေကအမှုပညာထူးချွန်စကဏ္ဍထူးချွန်လိုက်ထူးချွန်လိုက်ပေးတာစုတွေဆိုနည်းလားမဟုတ်ဘူးလူတစ်ထောင်ကျော်ရဲရပါတယ်ဆိုတော့အဲ့ဒီမှာတချို့ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါပါတယ်အများကြီးအများကြီးပါတယ်ကျွန်တော်လည်းသိတဲ့လူတွေအများကြီးပါတယ်အကုန်လုံးအတွက်ဒီအဝေးရနေလမ်းပြီးဂုံယူချောင်းပြောချင်ပါတယ်တကယ်လည်းဂုံယူပါတယ်။ဘာပြောတချို့တွေဆိုရင်ရဖို့အတွက်စောင့်စားခဲ့တာကားလိုက်အများကြီးကြတယ်။ခုမှရသွားတယ်လို့သိရတယ်ပေါ့နော်။ဆိုတော့တော်တော်လေးကောင်းပါတယ်။လူ1145ဦးကိုနော်ဒီပုံကိုယ်တွေကိုစုစိတ်ပေါင်းများစွာဂုံလူဆောင်ဖွဲ့ပေါင်းများစွာ ပြရခဲ့တယ်ဆိုတော့တည်ရတဲ့အတွက်ရရှိကြွားသွားကြတဲ့လူအမှုပညာလောကအသူတွေလည်းပါတယ်စီးပွားရေးလောကအသူတွေလည်းပါတယ်နိုင်ငံရေးလောကမဟုတ်နိုင်ငံရေးပေါ်ဝန်ကြီးတွေဌာနဆိုင်ရာလောကလူတွေပါတယ်တက်ကအရာရှိတွေပါတယ်အကုန်လုံးဝမ်းသာပါတယ်ဘုံချုပ်ကြီးကအကုန်လုံးကိုသူပေးကြရှိတာသူဖြန့်ဝေပေးပြီးတော့ဒီသူပေးတဲ့ဆိုတဲ့စုတွေမတော်ဘူးသူအပုံပေးပေးတာကိုတွေ့ရတယ်ဗျဒါလေးကြည့်ပြီးတော့စုရသွားတဲ့သူအားလုံးတော့ဝမ်းသာကြောင်းပြောရင်းနဲ့ဒီနေ့တော့လောက်ပါပဲအားလုံးပဲကိုရီးယားသိရှိပါတိုက်ပြီးပေါ်စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တတ်ပြတ်နေကြတာကိုလက်ခုလောဝတီပြောနေတဲ့လူမိုက်လူရန်ကလူတက်ကျမ်းဖတ်အားပေးသမား ခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ကိုနိုင်ပါ